လိန်အကျန်းဖတ်မှုတွေကိုဘယ်လိုကာကွယ်ကြမလဲမရင်းမှုတို့လိန်အကျန်းဖတ်မှုတို့အကြောင်းပြောလိုက်ရင်တောင်းနေလူဒန်းစားအခြေခံလူဒန်းစားလောက်ပဲကြုံရနိုင်တာမျိုးလို့ထင်တတ်ကြတယ်အဲ့ဒီအတွက်စိတ်မကောင်းစရာအဖြစ်အပျက်လေးတခုကိုပြောပြပေးမယ်ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးအရေးများတဲ့အခါမှာကျွန်တော်စီကိုမိန်းကလေးတွေလာပြီးရင်ဖွင့်ကြတယ်တိုင်ပင်ကြတယ်အဲ့ဒီတကညမလေးတယောက်အကြောင်းပါသူကရန်ကုန်မြို့ရဲ့နံပါတ်ကြီးတင်တန်းကျောင်းတခုမှာတင်တန်းတက်နေတဲ့ကလေးမအနာကအိမ်မက်တွေတပွေတပိုင်းနေပေါ့လောကနဲ့တလာလောက်ကသူနဲ့သူ့ရီးစားညဘက်ရုပ်ရှင်သွားကြည့်ပြီးအပြမ်းမှာ သူကောင်လေးကသူ့ကိုအတူနေဖို့တောင်းဆိုတယ်။သူကငင်းဆိုတယ်။အဲ့ဒီမှာစိတ်မထိန်နိုင်လို့ပါဆိုပြီးအတင်းအတမကလေးမလေးအလိုမတူဘဲနဲ့ပြူကျင်သွားတယ်။ကလေးမလေးမှာစိတ်ပိုင်းဆိုင်ရာတိုင်ရန်တချင်အပြည့်နဲ့ကြံခဲ့တာပေါ့။တန်ဖိုးမရှိတော့သလိုခံစားနေရတယ်။ဒါတွေကမြန်မာကားထဲမှာဆိုရင်အခြေရတင်ကေတအသမီးအမင်းသမီးကတော့အစတော့စိတ်ဆိုးမယ်နောက်တော့ပြန်လက်ခံသွားမယ်။မင်းသားနဲ့မင်းသမီးညားမယ်။အင်ပဒမကိုစိတ်ပြက်စရာကောင်းတဲ့ဇလန်းဇက်ွက်တွေအဲ့လိုပြနေကြ။ အဲ့ဒါနဲ့ကျွန်တော်သူ့ကိုအเจ้าမကြီးကိစ္စလောက်ရမှာလေးပြောပြပေးတယ်စိတ်ထဲမကြအောင်တန်တဲ့တလောင်အားပေးတယ်ပြီးတော့မေးကြည့်တယ်ညမလေးတိုင်မလားတရားဆွဲမလားမတိုင်ချင်ပါဘူးသမီးချက်တယ်လူတွေတိကုန်မှာဆိုတယ်တဲ့ဒီအဖြေကလည်းကျွန်တော်တို့လူလူတွေအတွက်တော့တိတ်ပြီးတော့အံ့ဩစရာမဟုတ်တော့ဘူးရိုးနေပါပြီဒါပေမဲ့လည်းရိုးနေတိုင်းဒီအတိုင်းထားလိုက်ရတော့မလားမေးစရာဖြစ်လာတယ်မထားနိုင်ဘူးနိုင်တဲ့လောက်တော့စူးစမ်းရမယ်အဲ့ဒီလူတွေထုတ်မပြောဘဲထားလိုက်တော့တကယ်ကာယကရှင်လူယုံမာကလွံ့မြောက်နေတယ်လူမသိသူမသိနေနေမယ် လုံးလို့ရမှန်းသိနေတော့နောက်တစ်ယောက်ကိုလည်းဒါမျိုးထက်ကျွန်းလုံးအောင်ပါပဲထုတ်ဖို့ပြောဆိုတော့လဲထင်တယ်လို့လွယ်လားမလွယ်ဘူးဘာလို့မလွယ်လဲပဝင်းကျင်ကြောင့်မလွယ်တာပေါ့ကျွန်တော်ဟောပြောပွဲတွေမှာအမြဲပေးနေကြဥပမာလေးတစ်ခုရှိတယ်ကျွန်တော်ဘိုက်တအားစာနေတဲ့အချိန်ကျွန်တော်ရှင်းမှာကလေးလေးတယောက်အလူကျော်ထုတ်လေးကြိုင်ထားတယ်ဘာလို့မလဲဘိုက်စာနေတော့ဒီကလေးစီကလှုပ်ရှားမှာပေါ့ဒါဆိုကျွန်တော်ကခွန်အားသုံးပြီးကလေးကိုအချမ်းဖတ်တာဖြစ်သွားပြီဒီလိုမဖြစ်အောင်ဘယ်လိုလုပ်မလဲကလေးကိုကျွန်တော်လောက်တန်မာလာအောင်လုပ်လို့ရလားမရဘူး လူကြီးဖြစ်တဲ့ကျွန်တော်ကသူ့တခွန်အားတာမယ်ဉာဏ်ပညာတာမယ်ဒါဆိုရင်ဒီလိုမဖြစ်အောင်ဘယ်လိုတားဆီးရမလဲနံပါတ်1ကျွန်တော်ကိုချင်းတိတ်ခါကောင်းဖို့လိုတယ်ဒါဆိုဘလောက်ပဲပိုက်ဆံနေပါစေဒါမျိုးမလုပ်ဘူးကျွန်တော်မှရှိချင်ခွန်အားကိုကျွန်တော်အလွဲသုံးစားမလုပ်ဘူးဒီလိုကိုချင်းတရားကောင်းဖို့ဆိုတာကလည်းလူတန်းစီကမျှော်လင့်လို့ရလားမရဘူးအဲ့တော့ဘယ်လိုလုပ်လို့ရသေးလဲဟုတ်ပြီကျွန်တော်ကကိုချင်းတိတ်ခါမကောင်းဘူးကလေးစီကမဟုတ်လူစားဖို့ကြံစီမယ်ဒါပေမဲ့အဲ့လိုလှုပ်လိုက်တာနဲ့ ရှိသမျှလူတွေအခုလုံးကကျွန်တော်ကိုညွှန်ရှာမုံတီးရဲ့အကြည့်နဲ့ကြည့်မယ်။အတိုင်းဝိုင်းကနေဖယ်ညထားမယ်ဆိုရင်ကျွန်တော်ဘယ်လောက်ရဲတော့မလဲ။နောက်ဆုံးတစ်ခုကျွန်တော်ကပဝင်းကျင်ကဘလို့ထင်ထင်အေးဆေးပဲဂယုမဆိုင်ဘူးဆိုုံတော့ကလေးစီကအဲ့လိုမုတ်လူစားလိုက်တာနဲ့ထောင်အနည်း20ကျမယ်ဆိုရင်ကျွန်တော်ဘယ်လောက်ရဲတော့မလဲ။အခုလိန်အကျန်းဖတ်မှုတွေအားလုံးမှလည်းဒီသဘောပဲ။ယောက်ျားလေးနဲ့မင်းကလေးကိုတူအောင်လုပ်လို့မရဘူး။ယောက်ျားကခုံအောင်ပိုကြည့်တယ်။ထုံတန်းတလေးအရာမင်းကလေးကအရှက်ကြောက်ကြည့်တယ်။လေဆတ်ဆောင်မှုတစ်ခုရဲ့နောက်ဆက်တွဲအနေနဲ့ ်မင်းကလေးမှာပဲကိုဝင်ကြံခဲ့တယ်။ဘာလို့ဆိုတော့တအင်းကမိမမှာပဲပါလို့ဒါတွေကိုတူအောင်လိုက်ညှိလို့မရပေမဲ့လှုပ်လို့ရတာတွေရှိတယ်။နံပါတ်၁ယောက်ျားတွေကိုချင်းတိတ်ကောက်ကောင်းဖို့လိုတယ်။ဒီဖြစ်စင်မှာဆိုရင်ရီးစားကပြုတ်ကျင်တယ်ဆိုတော့မင်းကလေးတွေရီးစားမထရတော့ဘူးလား။ခုနောက်ပိုင်းမှာအဖေကသမီးကိုပြုတ်ကျင်တာ၊ကျောင်းဆရာကတပည့်မကိုပြုတ်ကျင်တာ၊အဖိုးကမီးကိုပြုတ်ကျင်တာတွေကြားလာရတယ်။စဉ်းစားကြည့်ကို့အဖေကို့ဆရာ ကို့အဖိုးတော့မယုံရတော့ဘူးလား။ဒီလိုတော့လည်းမဟုတ်သေးဘူး။ ယောက်ျားတိုင်းကဒီလိုလုပ်နေတာမဟုတ်ဘူးကိုချင်းတိတ်ကမကောင်းတဲ့သူတွေဘယ်တော့မှကိုချင်းတိတ်ကမကောင်းတဲ့သူတွေဒါဒီလိုမျိုးလုပ်တာကောင်းတဲ့သူတွေဘယ်တော့မှဒါမျိုးကိုစိတ်ကူးတော်မရင်ဘူးတို့ရဲ့ခွန်အားပါဝါပိုကြီးတာကိုတို့အလွယ်တုံးစားမလုပ်ဘူးတို့မှာစိတ်ဆန္ဒပြင်းထန်နေတဲ့ဆိုတော့မိန်းကလေးရဲ့ဆန္ဒကိုလေးစားတယ်အတင်းအတတ်မှမလုပ်ဘူးဒါကြောင့်မို့ယောက်ျားတွေကိုချင်းတရားကောင်းဖို့လိုအပ်တယ်တစ်ဖက်မှာလည်းအဲ့ဒီလိုတားယောက်ျားလေးတွေမိန်းကလေးကိုတံပိုးထားတက်ဖို့ဆိုတာကမိဘတွေအနေနဲ့ငါတို့ကတားရှင်ဆိုတဲ့တစ်ဖက်သက်ဆန်တဲ့အယူအဆမျိုးမရှိဖို့လိုအပ်တယ် ကိုသားနဲ့အေကူကောင်မလေးဖြစ်ကြတဲ့ကိစ္စမှာအကြောင်းရင်းကိုသိချတော့မှမေးမြမ်းနဲ့နေကငါသားကိုမြှူဆွဲတာဆိုတဲ့တစ်ဖက်သက်ကာကွယ်ပေးမှုမျိုးလုပ်နေတဲ့ရေကိုသားဟာဒီလိုလူစားဖြစ်နေမှာပဲနောက်တစ်ခုလူအတန်းဝိုင်းရဲ့အပြစ်တင်မှုလူအတန်းဝိုင်းကပေးတဲ့အပြစ်တင်ဒီလိုပြုကျင်သွားတဲ့လူကိုလူမဆန်တဲ့လောက်ရတခုလှုပ်သွားတဲ့သူအနေနဲ့ဖယ်ကျင်လိုက်မယ်ရှုံချကြမယ်ဆိုတော့ဒါဆိုရင်လှုပ်ဖို့ရအနေနဲ့များတွန့်ဆုတ်သွားလိမ့်မယ်ခုလက်ရှိမှာကျွန်တော်တို့ဘာတွေလုပ်နေကြလဲ ခုနကလိုအဖြစ်အပျက်တခုများကျွန်တော်တို့ကြားလိုက်ရရင်မိန်းကလေးကိုပဲအပြစ်တင်ကြတယ်။နေတောင်နေသေးတယ်။ဒီအချိန်ကြီးနှစ်ယောက်တည်းအပြင်သွားတာကိုသူကဘလို့တွေဝစ်စားသွားမှမှမသိတာ။ဖြစ်တော့ကမှိန်နေပြီ။တခုခုအဆင်မပြေမှပြဿနာထရှာတာ။အဲ့လိုတွေ victim blaming ကြတယ်။အပြုံကြီးပြတ်သွားပြီဆိုပြီးတမိုးမရှိတော့သလိုကြီးမယ်။တကယ်ကျူးလွန်တဲ့ယောက်ျားလေးတွေကတော့လွတ်နေမယ်။အဲ့ဒီလိုပြုတ်မှုနေကြသည့်ဒီလိုပြဿနာတွေဖြစ်နေအောင်ပါပဲ။နောက်ဆုံးတစ်ခု တရားဥပဒေကပေးတဲ့အပြစ်ဒဏ်ဒါကတော့အာလုံးသိနေတဲ့ကိစ္စပဲဥပဒေတွေးတော့ပြဋ္ဌာန်းထားတယ်အတက်ကမဝင်တိုင်မဲ့လောက်တာနဲ့ညှိခိုင်းတယ်လက်မယားကြဖြစ်တဲ့မော်လေးမှုဆိုရင်ပြန်ပေါင်းဖို့ညှိကြတယ်ချစ်သူတွေဆိုရင်လက်ထပ်ရေးဖို့ညှိကြတယ်တခါတလေအုတ်ချုပ်ရေးမှုလားညှိနှိုင်းရေးမှုလားတော့မတဲခွဲဘူးဗရေးမှုပါဆိုတာကိုပြုကျင့်ရန်ကြံစည်မှုနဲ့အမှုဖွင့်လို့ဖွင့်သေးတယ်အချက်တရားနဲ့ပြောထောင်ခံရထားတာမို့မိန်းကလေးတွေကဒါကိုထုတ်ပြောဖို့တော့တော်တော်လေးဝင်လင်းနေတာတရားရုံးမှာလာပြီးရင်ဆိုင်ဖို့ ီလိုအခြေအနေကိုကြော်ဖြတ်ဖို့ဆိုတော့တော်တော်လေးစိတ်တက်မာမာရမယ်ဆိုတော့ကဒီအပိုင်းမှာလည်းအာဏာချက်တွေရှိနေပြန်တယ်ဒါကြောင့်မလို့ကျုံတဲ့ဖုန်းနံပါတ်ကိုနှိပ်ပြီးတော့မိန်းကလေးအတန်ကြားတာနဲ့ညဉ့်ဉန်းစကားတွေပြောတာတမင်တကာအပြာကားတွေလိုက်ပြတာဗစကားပေါ်မှာပုတ်တက်ကိုင်းတွေတာအတူနေတုန်းကရိုက်ထားတဲ့ဗီဒီယိုပြပြီးချင်းချောက်အချက်ကိုင်းတာစိတ်ဆန္ဒမပါပဲအတမတ်ပြုတင်တာစတဲ့လေအကျန်းပတ်မှုတွေအားလုံးရော်နေပောက်ပြောက်သွားစေခြင်းအချက်အသုံးချက်လောက်ရမယ်။ယောက်ျားတွေကိုချင်းတိတ်ခါကောင်းမှုလို့လည်း သူတို့မှရှိရခွန်အားကိုအလွဲသုံးစားမလုပ်ဖို့လိုတယ်။ငါမှတအိမ်မှမရှိရကိုဝင်ရတော့လဲထားခဲ့လိုက်မယ်ဆိုရတာဝန်မဲ့တဲ့အတွေ့အမျိုးမရှိဖို့လိုတယ်။ငါလူကျော်ထုတ်ကင်ထားတဲ့ကလေးကိုပဲဖွက်ပြီးတော့စားလေမမြင်စင်းနဲ့လေအဲ့လိုမျိုးစုံမနေတာတွေကအလုံးမဖြစ်ဘူးဆိုတာသဘောပေါက်လောက်သိမိထက်ပါတယ်။ဒီအတွက်မိဘတိုင်းကလည်းသားတွေကိုပြောပြပေးပါဒီလိုလုပ်ရတွေကအင်မတန်မှကိုရှက်စရာကောင်းတဲ့လုပ်ရတွေဖြစ်တယ်ဆိုတာကိုတရားဥပဒေကလည်းထိရောက်တဲ့အဖြစ်အပျက်တွေပြေးပေးပါ။ တာဝန်ရှိသူများကလည်းနိုင်ငံမှာတရားဥပဒေစိုးမိုးမှုရှိအောင်အားထုတ်ပေးကြပါအဲ့ဒီလိုပဲကျွန်တော်တို့လူအတိုင်းဝိုင်းကလည်းပြုကျင့်ခံရတဲ့သူထက်ပြုကျင့်သူအကြမ်းဖက်တဲ့သူကိုပဲကဲ့ရဲ့ရှုံချတက်တဲ့အလေအထမွေးပေးကြပါကျူးလွန်ခံရသူတွေဘက်ကရက်တည်ပေးပါသူတို့ကိုဖေးမှကူညီပါလူအတိုင်းဝိုင်းထက်ပြန်ဝင်ဆက်အောင်ဆွဲခေါ်တွင်းပေးပါဒါမှသာဒီလိုအကြမ်းဖက်မှုတွေရောဒုက္ခမှာဆက်ဖြစ်လာတဲ့နောက်ဆက်တွဲပြဿနာတွေပါညှော်နေသွားမှာဖြစ်ပါတယ်ဒေါက်တာဖြိုးတီဟာ